မင်္ဂလာပါရှင်အောက်တိုဘာလ6ရက်တနင်္လာနေ့ရက်သူကြကြပြည်တွင်တရင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဦးစွာတင်ဆက်ပေးမှာကတော့အာနေသောစမှုဆောင်များအစင်မြင့်တရန်နိုင်ငံတော်ဝန်ကြီးချုပ်ညွှန်ကြားတဲ့တရင်ဖြစ်ပါတယ်။အာနေတဲ့စမှုဆောင်တွေကိုသက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ပြည်နယ်အစိုးရဖွဲ့တာဝန်ရှိသူတွေကအစင်မြင့်စမှုဆောင်တွေဖြစ်ပေါ်လာစေဖို့တောင်းအပ်ပြီးစက်မှတ်ဆောင်ရွက်ကြစီလိုတယ်လို့စမှုလုပ်ငန်းနဲ့စမှုဆောင်ဖွံ့ဖြိုးတိုးတက်ရေးဘုတ်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောကအောက်တိုဘာ3ရက်ကကျင်းပတဲ့စက်မှုလုပ်ငန်းနဲ့စက်မှုစုံဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအစည်းအဝေးမှာတက်ရောက်အမှာစကားပြောကြားရမှာထည့်သွင်းပြောကြားကြောင်းသိရပါတယ်။မိမိတို့နိုင်ငံမှာစက်မှုစုံ28ခုစက်မှုရပ်ွက်5ခုနဲ့တီထောင်စဲစက်မှုစုံစီမံကိန်း2ခုရှိတဲ့အတွက်စက်မှုစုံတွေကိုအဆင့်မြင့်တင်ပြီးတော့နိုင်ငံတော်ရဲ့စက်မှုကဏ္ဍကိုဖွံ့ဖြိုးတိုးတက်လာအောင်ဆောင်ရွက်ရမှာဖြစ်တယ်လို့နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောကပြောပါတယ်။ နိုင်ငံတော်နဲ့သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းတွေအနေနဲ့လည်းကုန်ထုတ်လုပ်မှုတွင်းမြင့်ခြင်းကိုအထောက်အကူပြုမယ်မူဝါဒတွေရင်းနှီးမြှုပ်နှံမှုခွင့်လန်းတွေနဲ့ဈေးကွက်ချိတ်ဆက်မှုတွေကိုဖန်တီးပေးဖို့အားသွန်ခေါ်ဆိုင်ကြိုးပမ်းကြစေလိုတယ်လို့ဆိုပါတယ်နိုင်ငံတော်ရဲ့ထုတ်ကုန်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဟာစက်မှုစုံတွေဖွံ့ဖြိုးတိုးတက်မှုအပေါ်များစွာမူတည်နေတဲ့အတွက်အသည့်ဖော်ဆောင်မဲ့စက်မှုစုံတွေစနစ်တကျဖော်ဆောင်နိုင်ရေးအပြင်တီထောင်မီစက်မှုစုံတွေကိုလည်းစနစ်တကျဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ဖို့လေအရေးကြီးတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်တယ်လို့ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညွန့်စောကပြောကြားကြောင်းသိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့တန်ဃာတော်နှစ်ပါးနှင့်လူပုဂ္ဂိုလ်တူကို PDF များကဓာပြင်ခုလို့တန်ဃာတော်တစ်ပါးပြန်လည်နှုတ်မှုတဲ့တင်ဖြစ်ပါတယ်။မန္တလေးတိုင်းဒေသကြီးမြင်းချက်မြို့နယ်ကွန်ဆိုက်ကျေးရွာတွင်တန်ဃာတော်နှစ်ပါးနှင့်လူပုဂ္ဂိုလ်တူကိုအောက်တိုဘာ၁ရက်ကပြည်ထက်များကဓာပြင်ခုတ်လို့တန်ဃာတော်တစ်ပါးပြန်လည်နှုတ်မှုခဲ့ကြောင်းသိရပါသည်။ မြင်းချံမြို့နယ်ကိုဆိုင်ကြီးပါရှိကံဦးဖုန်ကြီးကျောင်းနှင့်အော်တိုဘာ၁ရက်ည၁၀နာရီခန့်ကဆရာတော်ဦးတိတ်သာတတ်တော်35နှင့်ဝါတော်15ဝါဦးစံဒီမှာတတ်တော်36နှင့်ဝါတော်2ဝါနှင့်ကိုဆိုင်ကြီးပါနှင့်ဦးမြင့်စိန်တို့နှင့်အတူရှိနေစဉ်ဆိုင်ငယ်3စီဖြင့် PDF 5ဦးရောက်ရှိလာပြီး၎င်းတို့အားတက်မတော်ရေးတက်ဖွဲ့ဝင်များနှင့်ဆက်သွယ်မှုရှိတယ်လို့ပြောဆိုကဓာတ်များဖြင့်ဝိုင်းဝန်းထုတ်ခုတ်ခဲ့ကြောင်းသိရပါသည် အဲ့ဒီလိုဓာပြင်ခုတ်ခံရမှုကြောင့်ဆရာတို့ဥဒေတာတွေဒရားနဲ့ချက်ရရှိကပြန်လည်နှုံမှုသွားကြောင်းသိရပါဗျ။အခြားသံဃာတစ်ပါးဖြစ်တဲ့ဥဆန်ဒီမာနဲ့ဥမြင့်စိန်တို့တွင်လည်းဒရားများရရှိခဲ့ကမြင်းချန်ခရိုင်ပြည်သူစေယုံသူပို့ဆောင်ထားရှိကြောင်းသိရပါဗျရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့တတင်းနာရီမြစ်အတွင်းကုန်တင်ဆက်လီတစီမိလာမှုဖြစ်ပွားတဲ့တင်ဖြစ်ပါတယ်။အောက်တိုဘာ9ရက်မနက်10:00နာရီကတတင်းနာရီတိုင်းဒေသကြီးဘေးခရိုင်ကျွန်းစုမြို့နယ်တောနောက်လေကြီးရွာအနီး တနင်္လာနေ့မြေအတွင်းကုန်တင်ဆက်လီတစီမိလာမှုပြပွားကြောင်းသိရပါဗျ။အခင်းဖြစ်နေရကိုဘိမ့်မြုန်နေမိသက်စကန်မှာတန်နေမိသက်တပ်ဖွဲ့ဝင်များအရှမ်းမိသက်တပ်ဖွဲ့ဝင်များက speed boat 3စီးလူနာတရင်တစီပုတ်ကလီကကုန်တင်ဆက်လီ၄စီးနဲ့တွားရောက်မိငိမ့်တက်ခဲ့တယ်လို့ဆိုပါတယ်။အလားတူကရုဏာလူမှုကွန်ကြီးရဲ့အတင်းမှာအဖွဲ့ဝင်များရေချောင်းရဲတပ်ဖွဲ့စုဘိမ့်မတပ်ဖွဲ့ဝင်များကလည်းပူပေါင်းပြီးမိငိမ့်တက်ကြရာနနက်၁၇:၃၀မိနစ်တွင်မိငိမ့်သွားခဲ့တယ်လို့သိရပါတယ်ရှင်။